ကလေးကိုလူကြီးတွေနဲ့ဝေးရကိုဆွဲခေါ်သွားပြီးလက်ကောက်ကိုအတင်းချွတ်ဆွဲယူတဲ့တခိုးမကိုလူပုံအလဲမှာဖမ်းဆီးရမိမင်္ဂလာပါပရိသတ်ကြီးရှင်ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက shopping center တခုမှာမိခင်ဖြစ်သူဇီးဝေရာကိုလိုက်လာခဲ့တဲ့ကလေးရဲ့လက်မဝတ်ထားတဲ့လက်ကောက်ကိုအတင်းအတမဆွဲယူချပြီးတော့ခိုးယူခဲ့တဲ့တခိုးကိုဖမ်းဆီးရမိခဲ့တာပဲဖြစ်ပါတယ်ဖြစ်စဉ်နဲ့ပတ်သက်ပြီးကာယကံရှင်မျိုးသမီးကအခုလိုပြောပြထားပါတယ် ကိုရီကပစ္စည်းကြည့်နေတော့ကလေးနှစ်ယောက်ကဘေးမှာဈေးရောင်းနှိုင်းဆော်နေတာပါအဲ့ဒါကိုကလေးကိုဟိုဘက်ကိုဖမ်းခေါ်ပြီးကလေးလက်ကကိုအတင်းဆွဲချက်ပါတယ်ဘလောက်တောင်မှအတင်းဆွဲချက်ထားတဲ့လေဆို ကလေးလက်ကကွဲမတက်ကိုနှီးရဲနေတာပါကလေးကငိုပြီးပြေးလာတော့လက်ကောက်မရှိတော့ဘူးဆိုင်ထဲမှာလည်းလူကကိုရီနဲ့အဲ့ဒီမိန်းမပဲရှိတယ်တိတိချင်းအဲ့ဒီမိမကိုခေါ်ထားပြီး CCTV အတင်းကြည့်ခိုင်းနေအဲ့ဒီမိမကလည်းသူမယူဘူးဆိုပြီးတော့အတင်းညင်းနေတယ် ဒါပေမဲ့ CCTV မှာတွေ့ကန်နေတော့လက်ကောက်ကိုလွှင့်ပြလိုက်ပြီးဖိုမာကျနေတာအမားတို့ဟာမလားဆိုပြီးတော့လှုပ်ခဲ့သေးတယ်။ CCTV နဲ့လက်ပူးလက်ကျက်မိတာတောင်မှငင်းချင်နေတော့မယ်။ကိုသမီးလေးကလည်းသူ့လှုပ်တယ်ဆိုပြီးတော့ပြောနေတယ်။ကိုလည်းပေါ်စားမိသလိုဖြစ်သွားတဲ့အတွက်စိတ်မကောင်းဘူး။တခြားသူတွေလည်းအဲ့ဒီမိမကိုတွေ့ရင်ကိုလိုဖြစ်မှာဆိုလို့တင်ပေးတာ။ခလေးလက်ကောက်ကငငယ်လေးတည်းကဝတ်ပေးထားတာမို့အရန်ကျက်နေလို့တော်ရုံချွတ်လို့မရပါဘူး။ အဲ့ဒါကိုမရမကရှားအောင်ချလို့ကလေးကလန့်ပြီးတော့အခုထိငိုနေတော့မဲဟုဆိုကကိုရင်တွေးကြုံခဲ့သူမိခင်တယောက်ကပြောပြထားတာလည်းဖြစ်ပါတယ်။အဆိုပါခိုးယူခဲ့တဲ့အမျိုးသမီးကိုဖမ်းဆီးရမိခဲ့စဉ်မှာစစ်ဆေးမေးမြန်းထားတဲ့ဗီဒီယိုကိုလည်းအားလုံးပဲသတိထားနိုင်ဖို့အတွက်ခုလိုဖော်ပြပေးလိုက်ရပါတယ်။เอ๊ะปองนี่ล่ะป่ะงาตะมี้ลักก็ตีได้ตู้ลักดาแค่ปิดสินเลยปอกเลยดิ57เนี่ยไม่มาขึ้นหรอกป่ะมาจะตามนี่ก็ว่าตายหมดแล้วตายหมดแล้ว ငါသမီးကိုနားကြည့်အောင်လုပ်ခါငါသမီးကိုလိုက်ပြီးဟိုနေရတာပြေးပြီးတော့ပြေးပြီးတော့ငါသမီးချက်ပြေးလာတော့ပါပြေးပြီးလိုက်လူတာငါသမီးလက်ပြက်သွားတော့အတောက်မှာလက်ကိုနှစ်ချမ်းလောက်ဆွဲချက်ပြ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 က်မဆက်ဘူးမဆက်ဘူး ဟုတ်တယ်ပုံရအောင်ကြည့်လိုက်ပါမြမတို့လည်းမိွားတယ်ဒီလားမိလည်းမိွားတယ်လက်ကောက်ကိုအဝဲကိုနှစ်ပြလိုက်တယ်အမတို့လက်ကောက်ကလည်းဟိုမာနေတယ်အဲ့လိုပြောတာကြာအဲ့ဒါထမ်းပြီးဆွဲလိုက်အဲ့ဒါလည်းသူ့ကိုဖမ်းပြီးဆွဲလိုက်တော့ CDP ရောက်ကလည်းတွေ့လဲတွေ့ရောထပ်ပြေးတာအဲ့ဒါလည်းညီမလမ်းဆွဲလိုက်တာအဲ့ဒီပြဲသွားတာမကောက်ဘူးလားဟုတ်ကဲ့မကောက်ပါဘူးကောမက်တက်ကမက်တက်ပြီးမက်တက်ပြီးလောက်တာအကြောင်းပဲဘေးလာမှာမက်တက်ရင်အဲ့လိုပဲမက်တက်လိုက်လို့ဒီလိုနေတာပဲနေရတာကတော့ဟုတ်ကဲ့ကြာတယ်ကြာတယ်